ရိုနယ်ဒိုနဲ့ရိုနီဒီဘဲနမကိုလက်ဝဲထိုးကိုင်းစေခြင်းနဲ့ဆိုတဲ့မာလက်စကော့ကမ္ဘာပေါ်တော့ကထိတန်းကျဲပွင့်နေတဲ့မန်ချက်စတာနဲ့တင်မဟောင်းနေဖြစ်ကြတဲ့ခရစ္စတာနိုရိုနယ်ဒိုနဲ့ဝိုင်းရူနီကလက်ဝဲစီမြင့်မှမှရင်ဆိုင်တေးချောင်းလက်ဝဲနီးပြတူဦးဖြစ်တဲ့မာလက်စကော့ကတိုက်တွန်းလိုက်ပါတယ်။နမီကျော်ချေးစားလက်ဝဲတင်မဟောင်းစကော့ကဒီလိုပွဲမျိုးကကမ္ဘာလုံးဆိုင်ရာခန်းနာတစ်ခုဖြစ်လာမယ်ပြင်လက်ဝဲအကစားအတွက်ကြိုးများစွာဖြစ်ထွန်းစေလိမ့်မယ်လို့ခိုင်မာပြောကြားလိုက်ပါတယ်။နမီကျော်ထုတ်လွှင့်သူကိတ်စကော့ရဲ့ခင်မွန်းဖြစ်သူမာလက်စကော့ကလက်ရှိမှာဒင်းဒီရိုင်းဒါနဲ့အစတာတီလာတို့လိုထိတန်းလက်ဝဲတင်မများစွာကိုကိုပိုင်နီးပြပေးနေသူဖြစ်ပါတယ်။အသက်၄၄နှစ်အရွယ်ရှိပြီဖြစ်တဲ့စကော့ကနီးပြဖြစ်သူနဲ့လက်ထပ်ဘီဂရက်ကဘောလုံးလောကကိုစိတ်ဝင်စားမှုရှိလာခဲ့ပြီး ကနေဒါကာစီနိုဒရင်တာလာနဲ့ပြောဆိုအောင်မှာတိရွေရွေချက်ကိုပို့ဝင်နေတယ်ပြောဆိုခဲ့ပါတယ်။ရိုနယ်ဒိုနဲ့ရိုနီတို့လက်ဝိုက်ထိုးတာကလက်ဝိုက်အားကစားကိုပို့ပြီးလူတီများစီမှာပါ။ကျွန်တော်ကဒါကိုအားပေးပါတယ်။လက်ဝိုက်အားကစားကိုပို့ပြီးအာယုံဆိုင်လာစီတဲ့ချိန်တိုင်းကကောင်းမွန်တဲ့အရာပါပဲ။ပရိသတ်ရှင်နေနဲ့ဒါကိုအပြစ်မရှာဘဲဒီဘက်ကိုရိုရိုတတာကြည့်ရှုခန်းစားကြည့်ကြပါလေလို့ပြောဆိုခဲ့ပါတယ်။မာလစ်ကိုကရိုနီနဲ့ရိုနယ်ဒိုတို့ရဲ့ပွဲကအမှန်ပြောဝတ်ရှိမှတစ်ခုတည်းပိုတယ်လို့ယူဆပါတယ်။သူတို့ရဲ့နာမည်ကွန်ဒရီနဲ့တူဒီပွဲစဉ်ကကမ္ဘာလုံးဆိုင်ရာခန်းနာတစ်ခုဖြစ်လာမှာဖြစ်ပြီးအလုံးများပြားတဲ့ပရိသတ်ရဲ့ရေတွက်ကိုဆွဲဆောင်နိုင်မှာတည်ကြပါရယ်။ မန်ချက်စတာနဲ့ဒီမှာအတူတွဲကစားခဲ့တဲ့စဉ်ကလေးကစတင်ခဲ့တဲ့ဒီစူပါစတာနှုတ်ရဲ့ပြိုင်ဆိုင်မှုနဲ့တမိုင်းကြောင်းကဒီပွဲကိုပိုပြီးဆွဲဆောင်မှုရှိစမှာဖြစ်ပြီးဒါပေမဲ့အားကစားကိုထိတ်တန့်ဆင့်တီမြင့်တင်ပေးနိုင်မဲ့အခွင့်အရေးဖြစ်ကြောင်းကိုစကော့ကအလေးပေးပြောကြားခဲ့ပါတယ်။ပတ်တူပေါ်တို့ကစားမနှုတ်ရဲ့စိတ်ဝင်စားမှုမှာကွာခြားချက်အချို့ရှိနေပါတယ်။ရိုနီကလည်းအားကစားကိုလုံနေတဲ့သူဖြစ်လူတီများပါတယ်။ တူအင်္ဂလန်တင်းမှာကစားစဉ်ကလေးကနမီကျော်လက်ဝိတ်ထိုးပုံနဲ့အောင်ပွဲခန့်ကျင်းကိုပြုလုပ်ခဲ့ပူပါတယ်။ရိုနီကာစင်မော်တက်ဖို့ကိုလည်းကြာခဏဆူဆူလိုပြောခဲ့ပူပြီးသူ့ရဲ့လက်ဝိတ်ထိုးမဲ့ဖြစ်နိုင်ခြေကအတော်လေးကိုမြင်မာနေပါတယ်။ဆက်ဖီဂျီနယ်တင်းရဲ့ဂိုလမောင်ပတ်တီကန်နီကတော့သူ့ကိုစင်မြင့်ပေါ်မှာစိန်ခေါ်ခြေချောင်းပြောဆူခဲ့ပူပါတယ်။ရိုနာဒိုကတော့လက်ဝိတ်ပွဲစဉ်မှာတစ်ခါမှထိုးသက်ခဲ့ပူခြင်းမရှိသေးပေမဲ့အမမီနဲ့လက်ဝိတ်ပွဲတွေကိုကြာခဏဆူဆူလိုတော့ရောက်ကြည့်ရှုလေးရှိတဲ့အားပေးသူတူဦးဖြစ်ပါတယ်။အရှိချင်းရရိုနီကာစင်မော်တက်ဖို့အသင့်ဖြစ်နေပေမဲ့ရော်နယ်ဒိုကတော့လက်ရှိချိန်မှာ sorry club nsa အသင်းအတွက်ဘောလုံးမပွားပေါ်တာပြေဝအာယုံစိုက်ထားစေဖြစ်ပါတယ် ရိုနီကလည်းဝစီမော်တပ်ဖို့အခွင့်အရေးများဆုံးဇာမတူဖြစ်နေပေမဲ့လေရန်ဒိုကတော့သူ့ရဲ့အန်နဆာဇာမဘောက်ကိုဆက်လက်အာရုံစမ်းနေတာကြောင့်ဒီအမေပွဲစဉ်ကလာမယ့်နေ့နိုင်ငံတွင်မှဖြစ်လာဖို့ကတော့တေချာသလောက်မရှိသေးပါဘူး။ဒါပေမဲ့ကွန်းဒီမလာမကကွန်းပြင်းပမာမှာပြည်တဲ့များစီရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်တဲ့ဒီမန်ယူကန်ဝင်တို့ရဲ့တွေးဆမှုကဘောလုံးနဲ့လောဝေးအက္ကစားပရိသတ်တွေအလုံးတွားတော့အမြဲတမ်းအမြင့်ဆုံးစိတ်ကူးရင်ပွဲစဉ်တစ်ခုဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပြီးနောက်တစ်ချိန်မှာအမေရိကန်ဖြစ်လာမလားဆိုတာကတော့စောင့်မျှော်ကြည့်ရှုအောင်မှလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမေရိကန်ချစ်တဲ့